အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ကတော့ Grade 12မြန်မာသင်ယူမှာပါရှိတဲ့ဒီစကားသင်္ကေတရောသုံးခြင်းအကြောင်းနဲ့စကားသင်္ကေတရောသုံးခြင်းဤလည်းနေအကြောင်းကိုလက်တွေ့ဥပမာလေးနဲ့တော့ဇင်းလေးတင်ပြပြသမှာဖြစ်ပါတယ်ဒီဆွေးနွေးမှုမှာဆိုလို့ရှိရင်ကျွန်တော် Forza Fazer နဲ့အာကျွန်မ 5BB စက်စီတော့အတူဆွေးနွေးတော့မှာဖြစ်ပါတယ်ပြပြလေးသုံးမိကြည့်ပေးဖို့တောင်းဆိုပါရယ်နော် အာဒီပထမဆုံးအနေနဲ့စကားတင်တာရောသုံးခြင်းဆိုတာဘာလဲဆိုတော့ဟိုဒီနေ့ကနေမှရင်းသုံးစာပြီးမိတ်ဆက်ပေးပါဦး အာဟုတ်ကဲ့ပါအာအရင်ဆုံးအနေနဲ့ကျွန်မကစကားတင်ဂီတာရောတုံးချင်းဆိုတာကိုဗာလဲမပြောခင်အရင်ဆုံးစာမေးဆက်လေးကိုအချင်းချင်းလေးပြောပြပေးပါမယ်စကားတင်ဂီတာရောတုံးမှုဆိုတဲ့စာကိုရေးသားခဲ့သူကတော့ဆရာကြီးဒေါက်တာအောင်မြင့်ဦးပဲဖြစ်ပါတယ်စာအုပ်မျိုးစာကတော့ဆောင်းပါးကချက်ကပေးဖြစ်ပြီးတော့မှစကားတင်ဂီတာရောတုံးမှုစာအုပ်ကနေကောင်းထုတ်ထားပါတယ်ဒီစာအုပ်ရဲ့ရည်ရွယ်ချက်ကတော့စကားတင်ဂီတာရောတုံးနေဆိုတာကဘာသာစကားဆိုင်ရာအကြောင်းရင်းခံတည်းရဲ့နေလူမျိုးရေးဆိုင်ရာအကြောင်းရင်းခံတည်းရဲ့ပုံမှန်မှုတည်နေရဆိုတာသိစေဖို့ဖြစ်ပါတယ် အာအခုသူရဲ့ဆာမိတ်ဆက်လေးကိုပြောပြသွားပြီဆိုတော့ဒီစကားတင်ရတာရောတုံးချင်းဆိုတာဗာလေးဆိုတာပြောပြပေးပါမယ်။တင်ဂီတာရောတုံးနေဆိုတာကအမတ်သားရီ sign language ရေအဲ့လိုမျိုးကိုရောတုံးတာမဟုတ်ပဲနဲ့ဘာသာစကားတစ်မျိုးကိုတုံးနေတဲ့အချိန်တွင်းမှာပဲတခြားဘာသာစကားရဲ့အစိပ်ပိုင်းတွေကိုရောတုံးပြီးတာမျိုးဖြစ်ပါတယ်။ ပြောမယ်ဆိုရင်စကားပြောတဲ့အခါမှာဘာသာစကားကိုနှစ်မျိုးဒါမှမဟုတ်နှစ်မျိုးထပ်ပို့ပြီးတော့မှရောနောပြောဆိုရမျိုးဖြစ်ပါတယ်။အဲ့လိုပြောတဲ့အခါမျိုးမှာဆိုရင်များသောအားဖြင့်ပုံစုတွေဒါမှမဟုတ်ဒီထပ်ပို့ရဲ့စာကြောင်းတွေကိုရောနောအသုံးပြုတတ်ကြပါတယ်။ကိုကတော့စကားတင်ဂေတာရတုံးမှုရဲ့စာမိတ်ဆက်တွေကိုပြောပြပြီးသွားပြီးအာပြီးတော့ဒီစကားတင်ဂေတာဆိုတာဘာလဲဆိုတာကိုရှင်းပြပြီးတဲ့အခါမှာဆိုလို့ရှင်တော့နောက်ထပ်အကြောင်းအရာဖြစ်တဲ့စကားတင်ဂေတာရတုံးရခြင်းရဲ့အကြောင်းရင်းခံနဲ့ဘာလို့တုံးကြလဲဆိုတာကိုအကွာနီဆက်လက်ရှင်းပြပေးတော့မှာဖြစ်ပါတယ် အာဟုတ်ကဲ့ပါဒီစကားသင်္ကေတရောသုံးအားချင်းအကြောင်းအရာအနေနဲ့ကတော့ဒီဘာသာစကားဆိုင်ရာအကြောင်းအရာတစ်ရက်နဲ့လူမျိုးရေးဆိုင်ရာဒီအကြောင်းအရာလေးရဆိုပြီးတော့ရှိပါတယ်ဘာသာစကားဆိုင်ရာအကြောင်းအရာတစ်ရက်ကတော့ဘာသာစကားထိတွေ့မှုပဲဖြစ်ပါတယ်ကျွန်တော်တို့ရာဒီမိခင်ဘာသာစကားကိုအသုံးဆွဲရင်းနဲ့ခြားဘာသာစကားတွေနဲ့ထိတွေ့ရနေပြီမှာတဖြည်းဖြည်းဘာသာစကားတွေရောရှိအသုံးပြုရင်းနဲ့စကားသင်္ကေတရောသုံးချင်းဖြစ်လာတာပဲဖြစ်ပါတယ်နောက်လူမှုဆိုင်ရာအကြောင်းရင်းကလေးရက်ကတော့ဘာသာရေးနိုင်ငံရေးနေထိုင်ရာဒေသနဲ့လူမှုအလွှာစာရည်ပဲဖြစ်ပါတယ်။ဒီလူမှုဆိုင်ရာအကြောင်းရင်းကလေးရက်မှာဆိုလို့ရှိရင်ပထမဆုံးအနေနဲ့ဘာသာရေး နော်မြန်မာနိုင်ငံမှာဆိုလို့ရှိရင်အဓိကအားဖြင့်ကိုယ်ခွဲကြတာဗိုလ်လက်ဘာသာဖြစ်ပါတယ်အဲဒီကနေမှဘာသာရေးထိတွေ့မှုကြောင့်ကျွန်တော်နေတင်ပြောတဲ့ဒီမြန်မာစကားထဲမှာပါဠိစကားလုံးတွေပါဝင်လာပြီးမှဒီစကားသင်ကြားတာရောသုံးချင်ဖြစ်လာတာဖြစ်ပါတယ်နောက်တစ်ခုတော့နိုင်ငံရေးပါကျွန်တော်မြန်မာနိုင်ငံဆိုလို့ချင်းနိုင်ငံရေးတရားမှုအနေနဲ့ကိုလိုနီယယ်ကိုကြောက်ရောက်ခဲ့ရပါတယ်ဒီလိုလည်းရပြီးတော့လည်းပညာရေးစီးပွားရေးနိုင်ငံတကာဆက်ဆံရေးစတဲ့အကြောင်းတွေကြောင့်ဒီအင်္ဂလိပ်ဘာသာစကားနဲ့အများဆုံးထိတွေ့ခဲ့ရပါတယ်အားကြောင့်ဒီမြန်မာဘာသာစကားပြောနေစမှာအင်္ဂလိပ်ဘာသာစကားကိုရောသုံးတဲ့စကားတိကျတဲ့ရောသုံးချင်တွေပေါ်ထွက်လာခဲ့တာပဲဖြစ်ပါတယ် နောက်ထပ်ဒီတရုတ်ဂျပန်ကိုရီးယားစတဲ့ဘာသာစကားတွေအရဆိုလို့ရှိရင်လည်းရုပ်ရှင်တွေတချင်းတွေနောက်ပြည်ပအလုပ်လုပ်ကံဖို့အတွက်ဒီဘာသာစကားတွေကိုသင်ယူကြရင်းရနေပြီးမှဒီဖြည်းဖြည်းထိတွေ့လာခဲ့ပြီးမှမြန်မာဘာသာစကားမှာရောသုံးလာကြတာကိုလည်းတွေ့ရမှာပဲဖြစ်ပါတယ်။နောက်တစ်ခုအနေနဲ့ကတော့နေထိုင်ရေးဒေတာပါ။ကျွန်တော်နေထိုင်ရေးဒေတာကိုလိုက်ပြီးတော့မှဘာသာစကားသုံးဆွဲပုံလေးစကားသင်ကြတာရုံသုံးခြင်းတွေကလည်းပြောပြသွားပါတယ်။စကားသင်ကြတာရုံသုံးခြင်းအရဆိုလို့ရှိရင်ဂျီလက်ဒေတာဒေတာထက်ဆိုလို့ရှိရင်မြို့ပြဒေတာတွေမှာပိုပြများတာကိုတွေ့ရမှာပါ။ လုပ်လဲဆိုရင်မျိုးပြမှာဆိုလို့ရှိရင်ကိစ္စရအသက်တွေစကလုံးအသက်တွေကိုပြုစုဖို့အတွက် making bar စကားမှာဟောရတာမရှိရကဒါမှမဟုတ် making bar စကားကအဲ့စကလုံးကိုလုံးလုံးလောက်လောက်ပေါ်ပြနိုင်စွာမရှိတဲ့အခါမှာတခြားဘာသာစကားကစကလုံးကိုယူပြီးမှအရောတော့သုံးပြကြရပါတယ်ကျေးလက်မှာကျတော့အလိုမျိုးတကယ်ကိုနေပါပါတယ်ကျေးလက်မှာဆိုလို့ရှိရင်မိခင်ဘာသာစကားကိုပဲသုံးပြီးကြပြီးတော့တခြားဘာသာစကားနဲ့ပြောဆိုရမယ့်အသစ်စမ်းတွေရလေအလုံးကိုရှားပါတဲ့အတွက်ကြောင့်ဒီစကားသင်ခဲ့တာရောသုံးချက်ရမျိုးပြရဲ့လက္ခဏာတခုလိုတောင်ပြောလို့ရပါတယ် ောက်ဆုံးတစ်ခုအနေနဲ့ကတော့ဘာသာစကားအသုံးပြုသူရဲ့လူမှုအလွှာပဲဖြစ်ပါတယ်။လူမှုပတ်ဝန်းကျင်မှာဆိုရင်လူမှုအလွှာအသီးသီးပေါင်းဆက်ပေါင်းဝန်းနေကြတာဖြစ်ပြီးတော့ဒီလူမှုအလွှာအသီးသီးကိုလည်းနေအမြင့်ဆုံးမှာခွဲထားကြပါတယ်။ဒီမြန်မာလူမှုအဖွဲ့အစည်းမှာဆိုလို့ရှိရင်လည်းဒီအသိပညာအတတ်ပညာတက်မြောက်ကျွမ်းကျင်တဲ့ပညာရှင်တွေဟာဆိုရင်ပညာတက်အလွှာအနေနဲ့အသိရှိနေကြတာပဲဖြစ်ပါတယ်။ အဲ့ဒီလောက်မှာဆိုရင်နေပဲပေါင်းဆိုတာပညာရှင်တွေဥပမာဒီစီးပွားရေးနေပဲဆိုလို့ရှိရင်စီးပွားရေးနဲ့ပတ်သက်တဲ့ဇကာတင်ငယ်တာတွေကိုတော့သုံးကြမယ်ပညာရေးနေပဲဆိုလို့ရှိရင်ပညာရေးနဲ့ပတ်သက်တဲ့ဇကာလုံးအစ်တွေတို့တို့ပဲဒီကျမိုင်းနေပဲဆိုလို့ရှိရင်လည်းစီးပညာနဲ့ပတ်သက်တဲ့ဇကာတင်ငယ်တာတွေနိုင်ငံရေးနေပဲမှာဆိုလို့ရှိရင်နိုင်ငံရေးနဲ့ပတ်သက်တဲ့ဇကာလုံးအစ်တွေစာရီပုံမြန်မာဘာသာဇကာမှာရောရှာအသုံးပြုခြင်းအနေနဲ့ဇကာတင်ငယ်တာတို့သုံးချက်ဖြစ်လာတာပဲဖြစ်ပါတယ် အခုစကားသင်္ကေတရောသုံးခြင်းအကြောင်းအကျဉ်းတွေကိုပြောပြပေးပြီဆိုတော့ဒီနေ့ကနေပြီးမှဒီစကားသင်္ကေတရောသုံးခြင်းနည်းလမ်းတွေဘယ်လိုမျိုးရှိလဲတို့ရောဘာတွေလဲဆိုတော့ဆက်ပြီးပြောပြပေးပါဦးဟုတ်ကဲ့ပါစကားသင်္ကေတရောတုံးတဲ့နေရာမှာဆိုလို့ရှိရင်တော့နီလန်ကနန်းကြီးရှိပါတယ်။အဲ့ဒီနန်းကြီးကကြတော့အစားထိုးရောတုံးတာနဲ့တွဲဖက်ရောတုံးတာဆိုပြီးမှဖြစ်တယ်ပေါ့နော်။ဒီ အာစာတော်ရောတုံးနေဆိုတာကတော့ကုမီသခင်ဘာသာစကားမှာတခြားဘာသာစကားတခုရဲ့ဝါဟာရာတွေကိုအစားတွင်ထည့်တွင်အသုံးပြုရပဲဖြစ်ပါတယ်။အာဒါထက်ပိုပြီးတော့မှမြင်တိုင်းအောင်ပြောရမယ်ဆိုလို့ရှိရင်တော့ အာရေစုံနေနေဒီ teacher တွေက assignment တခုတော့မပေးသေးဘူးနောက် project ကပေးနေပြီဆိုတော့ဇာတ်ကြောင်းမှာဆိုလို့ရှိရင်ဒီ assignment ဆိုတော့ English ဟောဟာတာကိုဒီမြန်မာစကားမှာအစားထိုးပြီးတော့မှရောတုံးတာဖြစ်ပါတယ်နောက်ထပ်ဇာတ်ကြောင်းနေနေကတော့ကျမကပြည်စီယာနေထိတာပါဠိကိုနေစဉ်ပူဇော်ကြတော့ပါတယ်ဒီဇာတ်ကြောင်းမှာဆိုလေဒီအာပြည်စီယာနေထိတာဖြစ်တဲ့ပါဠိစကားကိုမြန်မာစကားမှာလာပြီးတော့မှအစားထိုးရောတုံးတာဖြစ်တယ် နောက်ထပ်စာကြောင်းကတော့ဘာမှမဖြစ်ဘူးခင်ချာနာဆိုရဲလူငယ်တွေအကြမ်းသုံးများနေတဲ့စာကြောင်းတစ်ကြောင်းဖြစ်ပါတယ်။ဒီမှာဆိုလေဒီခင်ချာနာဆိုရဲအဲကိုရီးယားဝေါ်ဟာတာကိုဒီမြန်မာဘာသာစကားမှာလာပြီးတော့မှအစားထိုးရောသုံးထားဖြစ်ပါတယ်။နောက်ထပ်ဆာဆာကြောင်တစ်ခုကတော့ဒုက္ခအတန်းထဲမှာအထစ်အဖြစ်ဆုံးလေဆိုရဲစကားမှဆိုလေဒီအထစ်ဆိုရဲအင်္ဂလိပ်ဝါဟာတာကိုမြန်မာဘာသာစကားမှာအစားထိုးရောသုံးထားဖြစ်ပါတယ်။နောက်ဆုံးဆာကြောင်ကတော့နိဗ္ဗာန်ဆိုတာကဗုဒ္ဓဘာသာဝင်တိုင်းတည်ငင်း ညွန်မန်းရအရက်တစ်ခုဖြစ်တယ်။ဒီစာကြောင်မှဆိုလို့ရှိရင်လေနိဗ္ဗာန်ဆိုတဲ့ပါဠိဝါဟာရကိုဒီမြန်မာဘာသာစကားမှာအစားထိုးပြီးတော့မှရောသုံးထားဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့တွဲဖက်ရောသုံးတာ။ဒီတွဲဖက်ရောသုံးနေဆိုတာကတော့ကိုမိခင်ဘာသာစကားကိုအသုံးပြုနေတဲ့တခြားဘာသာစကားတစ်ခုရဲ့အဓိပ္ပာယ်တူဝါဟာရတွေကိုရောတော့အသုံးပြုရမယ်ဖြစ်ပါတယ်။ဒါလေတာကလေးနဲ့ပြောရမယ်ဆိုလို့ရှိရင်ပထမဆုံးနေနဲ့ကတော့အာဒီကျမတို့က လောလတဒီမိုကရေစီနိုင်ငံမှာဆိုလို့ရှိရင်ဂျန်နာဂျာမခွဲခြားအခြေမျိုးမရှိတင်ဘူးဆိုရင်ဒီစကရုံမှာဆိုဒီစာကြောင်းမှာဆိုလို့ရှိရင်ဒီ gender ဆိုရဲအင်္ဂလိပ်စာလုံးနဲ့ဂျာမဆိုရဲအတိဘတ်ဒူမြန်မာစာလုံးကိုတွဲဖက်ပြီးတော့မှရောတုံးထားဖြစ်ပါတယ်နောက်ထပ်စာကြောင်းနည်းနဲ့ကတော့အခုခင်မလူငယ်များစုကသူတို့ရဲ့လူမှုကွန်ရက်ဆိုရှယ်မီဒီယာတွေကိုအသုံးပြုပြီးတော့မှပတ်စံရှာလာကြတယ်။ဒီစာကြောင်းမှဆိုလို့ရှိရင်လေအာဒီဆိုရှယ်မီဒီယာဆိုရင်အင်္ဂလိပ်စာလုံးကို အလူမှုကွန်ရက်ဆိုရဲအထိပ်ပဲတူမြင်မှာဆက်လုံးနဲ့အတွက်ဖက်ရုံသုံးထားပါတယ်။နောက်ထပ်စာကြောင်းကတော့အာကျမကပစ္စည်းရနေဒေတာပါလိ24ပစ္စည်းကိုနေစင်ပူဆောက်ကြတော့ပါတယ်။ဒီမှာဆိုလည်းပစ္စည်းပစ္စည်းရနေဒေတာပါလိဆိုရဲအာပါဠိစကားကိုအတိတ်ပဲတူမြန်မာစကားဖြစ်တဲ့24ပစ္စည်းနဲ့တွေ့ဖက်ရုံသုံးထားဖြစ်ပါတယ်။နောက်ထပ်စာကြောင်းကတော့ကျမတို့တငယ်ချင်းတွေကအိချပေးတဲ့တမန်ရဲ့ deadline မှာလို့ဖြစ်ပါတယ်။ဒီစာကြောင်းမှာဆိုလည်းဒီ deadline ဆိုရဲအင်္ဂလိပ်စာလုံးနဲ့ တမတ်ရက်ဆိုရဲအတိတ်ပဲတူးမြန်မာဇလုံးကိုတွေ့ဖက်ရသုံးထားပါတယ်။နောက်ထပ်စာကြောင်းကကြတော့လူတိုင်းတဦးပေါ်တဦးလေးစားမှု respect ဆိုကအရေးကြီးတဲ့အခြေခံလူကျိုးဝတ်တစ်ခုဖြစ်တယ်။ဒီ respect ဆိုရဲအင်္ဂလိပ်စာလုံးနဲ့လေးစားမှုဆိုရင်အတိတ်ပဲတူးမြန်မာဇကလုံးလေဒီမှာဆိုလဲတွေ့ဖက်ရသုံးထားတယ်။နောက်ထပ်စာကြောင်းကတခုခုဆိုလို့ရှိရင်အတွင်းလိုချင် over thinking ဖြစ်နေခြင်းကမကောင်းပါဘူး။ဒီမှာဆိုလဲ over thinking ဆိုရဲအင်္ဂလိပ်စာလုံးနဲ့အတွေးလုံးနဲ့ဆိုရင်မြန်မာဇလုံးကိုတွေ့ဖက်ပြီးတော့မှရသုံးထားပါတယ်။ အာအခုကတော့ဇာခာတင်ငေတာရောတုံးချင်းတွေအကြောင်းကိုဆုံဆုံလင်းလင်းပြောပြပြပြဆိုတော့နောက်ဆုံးအနေနဲ့ဇာခာတင်ငေတာရောတုံးချင်းရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေကိုအခုကနေပြီးမှနိုင်ရှင်ပြီးတော့ပြောပြပြပါအောင်ရှင်။အာဟုတ်ကဲ့ပါ။ဒီကျွန်တော်ဒီပေးရမှာမဆိုးကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာအမြဲတမ်းတွန်းတွဲနေရမှာဖြစ်ပါတယ်။အားကြောင့်မို့ဒီဇာခာတင်ငေတာရောတုံးချင်းမှာဆိုရင်လည်းဒီမိမိမိခင်ပါဆိုဇာခာအတွက်ကောင်းကျိုးလည်းရှိတယ်လို့တစ်ဖက်မှာလည်းဆိုးကျိုးလည်းရှိနေရမှာဖြစ်ပါတယ်။ ငါတင်ကြတာရုပ်သုံးချင်ပါဆိုလို့ရှိရင်ဒီအသုံးမပြင်သေးရဲ့တားမကြသေးရဲ့ဟောအားတွေကိုမွေးရအောင်ပေါ့မွေးရအသေးပဲနေပြီးမှချောချောတိမ်မမှုမရှိဘူးဒီလွယ်မှောက်မှုမရှိသေးဘူးအတွက်မွေးရခေါ်စကားတင်ကြတာဖို့ကြောပြီးမှအသုံးကြရပါဖြစ်ပါတယ်ဒီလိုအသုံးပြုခြင်းကအသေးပဲတိကျသေးကြခြင်းဒီရှင်းလင်းလွယ်ကူစွာနားလည်နိုင်ခြင်း မဝင်ခေါ်ဖို့သိရှိနိုင်ခြင်းစတဲ့အကျိုးစီးပွားတွေမျိုးလည်းရရှိနိုင်ပါတယ်။အဲနောက်လို့ရှိရင်ဒီစကားဒီလိုပြောသုံးခြင်းကြောင့်ပြည်ပန်းစကားမှာဝဟာရတွေအသုံးနှုန်းတွေတိုးပွားလာပြီးမှမိမိတို့ဘာသာစကားရဲ့ဘာသာစကားဆိုင်ရာဝဟာရလိုအပ်ချက်တသိတသေးတာကိုဖြည့်ချပေးနေတာပဲဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့အကောင်းကျိုးတွေပါ။အခြားတစ်ဖက်မှာလည်းမိမိခင်ပါတဲ့ကောင်မှာအတိတ်ပဲပြည်တုံတိကြတဲ့ဝါရရှိပါလျက်နဲ့အတွက်ဖက်ရုံသုံးခြင်းကြောင့်မိခင်ပါတဲ့ကောင်မှာမရှိအပ်တဲ့ရုံရုံတော့အတုံးတွင်လာပြီးမှဘာသာစကားဖောက်ပါမှုဖြစ်နေနိုင်ပါတယ် နောက်ပြီးမိမိတို့ဘာသာစကားမှာရှိတဲ့ဝါဟာရတွေအစားတခြားဘာသာစကားမှာရှိတဲ့ဝါဟာရစေပိုင်းတွေကိုတွင်းနေကြကြအသုံးပြုလာခြင်းကြောင့်ရှိပြီးသားဝါဟာရတွေတင်ပြပြပြသွားနိုင်ပါတယ်။မူလမိခင်ဘာသာစကားရေးတာကိုရေးဖို့ဖတ်ဖို့အတွက်လည်းခက်ခဲလာနိုင်ပါတယ်။ ဒီနေ့ခင်ဗျားတို့လို့ရှိရင်မြန်မာဘာသာစကားမှာဆိုလို့ရှိရင်ဒီအင်္ဂလိပ်ဘာသာစကားစကားသင်ခင်းတာရောသုံးခြင်းဟာပုံမှန်ကျပြတ်လာတာကိုလည်းတွေ့မြင်ရမှာဖြစ်ပါတယ်။ပညာရေးနဲ့သက်ဆိုင်တဲ့နယ်ပယ်တွေဒီစီးပွားရေးကျန်းမာရေးအစရှိနယ်ပယ်တွေဒီ channel တွေသတင်းစာတွေနဲ့ဒီနေ့စဉ်သုံးပစ္စည်းတွေအစလို့နယ်ပယ်အသီးသီးမှာစကားသင်ခင်းတာရောသုံးခြင်းကိုဖော်ဖော်တင်တင်သုံးပြနေကြရဆိုလို့ရှိရင်မြန်မာဘာသာစကားစစ်စစ်ကြားရဖို့ဖတ်ရဖို့အတွက်တကယ်ကိုခက်ခဲလာနေပါတယ်။ အဲ့ဒါကြောင့်ဒီပါဠိစကားတစ်ခုမှာအခြားပါဠိစကားတွေရောတော်သုံးပြချင်အောင်ဆိုလို့ရှိရင်ကောင်းကျိုးရှိစေနိုင်တယ်လို့ပဲတစ်ဖက်မှာလည်းဆိုးကျိုးရှိစေနိုင်တယ်ဆိုတာကိုသတိပေးနေတယ်ကျွန်တော်တို့ရဲ့စကားသင်ကြားရောတော်ခြင်းအကြောင်းဆွေးနွေးတင်ပြမှုကိုဒီမှာမင်းဒီကုန်းချိုးလဲပါတယ်အားလုံးကျေးဇူးတင်ပါတယ်